ားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်ထိုင်းနိုင်ငံဘန်ကောက်မြို့ကနေကဘာကျော်အန်ကောဝေးဖျားချောင်းရှိတဲ့ကမ္ဘောဒီးယားနိုင်ငံ CMR မြို့အထီကိုလိုင်းကားဆီးပြီးတော့သွားခဲ့တဲ့အတွေ့အကြုံလေးတွေကိုပြောပြပေးပါမယ်ဗျဒီနေ့ဗီဒီယိုမှာကတော့ဘန်ကောက်ကနေ CMR အထီဆီးရတဲ့လိုင်းကားရဲ့အနေအထားဘလို့ဝင်ဆောင်မှုတွေပါတယ်ဆိုတာနဲ့နယ်စပ်မှာကမ္ဘောဒီးယားထဲဝင်ရောက်ဖို့အတွက်ဗီဇာကိစ္စအခြေအနေလေးတွေဘယ်လိုရှိတယ်စသဖြင့်အတွေ့အကြုံလေးတွေကိုမျှဝေပေးသွားပါမယ်ခင်ဗျာ ကျွန်တော်ဝယ်ထားတဲ့ကားကမနက်9:45ထွက်မှာမို့အိမ်ကနေ9:00လောက်ထွက်ခဲ့လိုက်တယ်ဗျကားကတော့ခေါက်ဆန်လန်းနာကနေစထွက်ပါတယ်ခေါက်ဆန်လန်းဆိုတာကတော့ညာဘက်ဆိုရင်ဘီယာဆိုင်တွေနဲ့စီကားနေပြီးတော့နိုင်ငံခြားသားတွေအသေးများတဲ့နေရာတစ်ခုပါဒီနေရာကဒီမိုကရေစီမော်နူမန့်နဲ့နီးတယ်လို့ညာဖျားနဲ့လည်းနီးပါတယ်ဘန်ကောက်အိုတောင်းအေရီးယားထဲမှာရှိတာပါဘသူနန်းကနေလာမယ်ဆိုရင်လည်းမနက်အစောပိုင်းဆိုရင်လန်းရှင်းတာမို့လာရတာ အဆင်ပြေပါတယ်ဗျ MRT BDS အစရှိတဲ့ယထားတွေကတော့ဒီနေရာကိုမရောက်ဘူးလို့ပဲပြောရမယ်ဗျတက္ကစီဒါမှမဟုတ် လိုင်းကားစီးပြီးတော့လာဖို့လိုပါမယ်ဗျအခုကတော့ကျွန်တော်ကားခိတ်နေရာကို ရောက်ပါပြီစီးပစ်တဲ့ကားကတော့ Giant IBIS ဆိုတဲ့ကုမ္ပဏီကထွက်တဲ့ကားပါ ရုံးခန်းမှာကတော့လူရှင်းနေတယ်ဗျစီးရမယ့်ကားကခောက်ဆန်ညာသေးနာမှာရထားတာမို့ရုံးခန်းကနေ ကားရက်ထားတဲ့နေရာကိုသူတို့လိုက်ပို့ပေးပါတယ်။2မိနစ်လောက်ပဲလမ်းလျှောက်ရပါတယ်။ဒါကတော့ကျွန်တော်တို့စီးရမယ်ကားပါဗျ။ကားရဲ့အနေအထားခုံအနေအထားလေးတွေကိုနည်းနည်းလိုက်ကြည့်ရအောင်ပါဗျ။ကားကတော့ VIP 2+1 ပုံစံကားမျိုးပါ ခုံတွေကကျယ်ပြီးတော့ထိုင်ရတာအဆင်ပြေပါတယ် ခုံရီအတွက်က24ခုံပဲပါတယ်လို့သိရပါတယ်ဗျကားကအိမ်နာတော့မပါဘူးခမဈေးနှုန်းကတော့တယောက်ကို1469ဘတ်ပေးရပါတယ်ဗျဈေးတက်တာတဲ့အထဲမှာတော့မပါဘူးပြောရမယ်ဗျကားကအချိန်မှန်မှာပဲ9:45မှာထွက်ပါတယ်။ကားစားထွက်ထွက်ချင်းမှာပဲရေဘူး၊မုံ၊ကော်ဖီဘူးပေးပါတယ်။ အခုလိုမျိုးအာသွင်းပေါက်လည်းပါတယ်ခင်ဗျ Three province of Thailand and one province of Cambodia like ကြက်ချင်းဆောက် province ပြာချင်းဘူရီ province ဆရာကဲ province of ကားပေါ်မှာတော့ Cambodia အဝင်အသွား Cambodia arrival form လေးတွေလိုက်ပြီးတော့ဝေပေးပါတယ်ဘလို့ဖြည့်ရမယ်ဆိုတာကိုလည်းရင်နောက်လိုက်ကပြောပြရှင်းပြပေးပါရစေ။ဒီကတ်လေးမှာ Cambodia Immigration ကတုံးထုပ်ပြီးသွားရင် Cambodia မှာနေတဲ့အချိန်စက်သိန်းထားဖို့ ကမ္ဘောဒီးယားနိုင်ငံကပြန်ထွက်တဲ့အချိန်ဒီကတ်လေးကိုမပြနိုင်ဘူးဆိုရင်ရစ်တာတို့ဒဏ်ကြီးဆောင်ရတာတို့ရှိတာမို့တခြားလေးတင်ထားဖို့လိုပါမယ်ဗျကားပေါ်မှာပါလာတဲ့ရင်နှောင်းလိုက်ကခီးတဲ့တယောက်ချင်းစီရဲ့ဗီဇာနဲ့ပတ်သက်ပြီးတော့လိုက်ကြည့်ပါတယ်ဘယ်နိုင်ငံသားဆိုရင်ဘလိုဗီဇာမျိုးလိုအပ်တယ်ဗီဇာကြေးဘလောက်ကုန်ကြနိုင်မယ်ဆိုတာမျိုးပြောပြပေးပါတယ်ခဏနေနေသက်ဖြတ်ပြီးရင်နေသက်ဖြတ်တဲ့အတွေ့အကြုံနဲ့ဗီဇာအကြောင်းကိုကျွန်တော်ဆက်ပြီးတော့ပြောပြပေးပါမယ်ဗျာ ်ကာလမှတ်ကိုတော့ကျွန်တော်က online ကနေပဲဝယ်ခဲ့ပါတယ် Wandugo ဆိုတဲ့ website ကနေပါ Wandugo ကိုတော့ထိုင်းနိုင်ငံအတွင်းကာလမှတ်တွေဝယ်လို့ရတဲ့ website အဖြစ်နဲ့အတော်များများသိပြီးသားဖြစ်မှာပါအခုဆိုရင်ကျွန်တော်က Wandugo နဲ့ပါတနာဖြစ်တာမို့ကျွန်တော်ကို Wandugo ကလုပ်ပေးထားတဲ့ website မှာလည်းဝယ်လို့ရပါတယ်ကျွန်တော် comment မှာ link ချထားပေးပါမယ် Wandugo မှာဝယ်တာနဲ့ကျွန်တော်ရဲ့ website မှာဝယ်တာနဲ့ဈေးနှုန်းအဖြစ်ကအတူတူပါပဲဈေးပုံမကြီးပါဘူး ဝင်ဆောင်မှုခြင်းလဲအတူတူပါပဲ။ကွာသွားမှာကတော့ကျွန်တော် website ကနေတဆင့်ဝယ်ရင်ဝန်သူကိုကကျွန်တော်အတွက် commission တချို့ပြန်ပေးပါတယ်။ကျွန်တော်ကသူတို့ကိုကြော်ညာပေးသလိုဖြစ်တာမို့ commission တချို့ပြန်ပေးတဲ့သဘောပါ။အခုလိုမျိုး commission လေးတွေရတာက ကျွန်တော်ခီးတွေဆက်သွားပြဖို့အခုလိုဗီဒီယိုတွေဆက်ရိုက်ဖြစ်ဖို့သဇုံတရားအထောက်ပံ့ဖြစ်ပါတယ်။တကယ်လို့များဝယ်ယူရမှာမဝယ်သက်ရင်ပဲဖြစ်ဖြစ်ငွေချေဖို့အခက်အခဲရှိရင်ပဲဖြစ်ဖြစ်ကျွန်တော်ရဲ့ page message ကို တိုင်းရိုက်ဆက်တွယ်လို့ရပါတယ်ဗျအခုကျွန်တော်တို့ကားကမနက်9နိုင်ခွဲမှာဒက်စီဆိုင်ဒီဇိုင်းမှာ10မိနစ်15မိနစ်လောက်ရပ်ပေးပါတယ်ထိုင်းကဝေးပြေးလမ်းတွေမှာဖွင့်ထားတယ်ဒက်စီဆိုင်တွေကခီးတစ်ထောက်နားဖို့အတွက်တုံးကြတဲ့နေရာတွေထဲမှာပါပါတယ်ဒီမှာဆိုရင်လည်းပဲ711ရှိမယ်ကဖေးအမေဇုန်တို့လို coffee ဆိုင်တွေရှိမယ်အစာပြေမုန့်လေးတွေဝယ်စားလို့ရမယ်ဈေးဆိုင်လေးတွေရှိမယ်ဗျဆိုတော့ဒက်စီဆိုင်မှာရပ်ပေးတာဆိုပေမဲ့မစိုးဘူးပဲပြောရမယ်ဗျ 15မိနစ်လောက်ရပ်ပေးပြီးတော့ကားကဆက်ထွက်ပါတယ်ကမ္ဘောဒီးယားကိုသွားတဲ့ကားတွေအများစုက နေကားတွေပဲရှိပါတယ်။နေဆက်မှာဗီဇာကိစ္စအသုံးထူတာဘာညာလောက်ရသေးတာမျိုးရှိတဲ့အတွက်နေဆက်ကိဖွင့်ချိန်ကလည်းနေပိုင်းမဲ့ဖြစ်တာဆိုတော့နေကားတွေပဲများပါတယ်။ညတနင်္လာမှာထွက်တဲ့ VIP ကားမျိုးတော့ရှိပါတယ်။သူကကြတော့မနက်အစောပိုင်းနေဆက်ကိုရောက်သွားမှမျိုးပါ။ညလေကောင်ကားသွားစီးရမှာဆိုတော့ကျွန်တော်အဲ့ဒါကို မရွေးဖြစ်ပါဘူး။အခုနေဘက်ထွက်တဲ့ကားကိုပဲရွေးလိုက်ပါတယ်ဗျ။ကျွန်တော်သီးသလောက်နေဆက်ဖြတ်ပြီးတော့ကမ္ဘောဒီးယားအထိသွားတဲ့ bus ကားကအခုကျွန်တော်စီးတဲ့ Giant IBIS နဲ့ Travel Max ဆိုတဲ့ကုမ္ပဏီနှစ်ခုပဲရှိပါတယ်။ကျန်တဲ့ကားတွေကတော့ van ကားတွေများပါတယ်။ နေသက်မြို့နာကို ရောက်လာပြီးမှရင်နောက်လိုက်လေးကခီးတွေကိုသူတို့ကားရဲ့ဖုန်းနံပါတ်ဆက်သွယ်ရန်ပါတဲ့ border pass ကတ်လေးတွေလိုက်ဝေပေးပါတယ်နေသက်ဖြတ်တဲ့အချိန်မှာလေသွားရမယ်ဘာလို့ရမယ်ဆိုတာကို သူတို့ကလိုက်ပြောပေးမှ ဖြစ်ပေမဲ့ immigration နဲ့တွေ့တဲ့အချိန်ကတော့ကိုတယောက်တည်းတွေ့ရမှာမို့နေသက်ဖြတ်ရင်းနဲ့သူတို့နဲ့အဆက်အသွယ်ပြတ်သွားတာမျိုးရှိရင်ဆက်သွယ်လို့ရအောင်အခုလိုကတ်လေးတွေလိုက်ပေးထားတာပါတကယ်ကမတွေ့စရာတော့အကြောင်းမရှိပါဘူး ခီးတဲ့တွေကို သူတို့ကလိုက်ကြည့်တာလိုက်ဆောင်ပေးတာတွေ့ရပါတယ်ကျွန်တော်တို့လိုမြန်မာ passport ကင်ထားတဲ့သူတွေက ကမ္ဘောဒီးယားထဲဝင်ဖို့ visa မလိုပေမဲ့တခြားနိုင်ငံသားတွေကတော့လိုပါတယ်မြန်မာလူမျိုးဖြစ်ပေမဲ့တခြားနိုင်ငံသားခံယူထားပြီးတော့တခြား passport ကင်ထားတဲ့သူတွေဆိုရင်တော့ကိုကင်ထားတဲ့ passport ကကမ္ဘောဒီးယားကို သွားလည်ဖို့ e-visa ရှောက်ရမှာလားဘလို့ visa ရှောက်ရမှာလဲဆိုတာကိုကြိုပြီးတော့လေ့လာထားစီခြင်းပါတယ်ဗျာ e visa သမားဆိုရင်လည်း e visa ကို print ထုတ်လာဖို့လိုမယ်လို့သိရပါတယ်ဗျ visa လိုပေမဲ့မလျှောက်ရသေးတဲ့သူတွေကိုတော့အခုလိုမျိုးနယ်စပ်ကကမ္ဘောဒီးယားကောင်စစ်ဝင်ရုံးမှာရင်နောက်လိုက်ကသွားလျှောက်ပေးတာကိုလည်းတွေ့ရပါတယ်ဗျကျွန်တော်တို့နယ်စပ်ကိုတော့ရောက်ပါပြီဗျနယ်စပ်ကို17:45မိနစ်လောက်မှာရောက်လာပါတယ်ဗျထိုင်းဘက်ချမ်းကနယ်စပ်မျိုးကိုတော့ Aranya Pratap လို့ခေါ်ပါတယ်ကမ္ဘောဒီးယားဘက်ချမ်းကမျိုးကတော့ ဝိုက်ပတ်လို့ခေါ်ပါတယ်ဗျ။နေသက်မှာတော့ကားပေါ်ကဆင်းပြီးရင်နောက်လိုက်ခေါ်တဲ့အနောက်ကို လိုက်သွားရုံပဲမို့မခက်ပါဘူး။ကျွန်တော်လိုမျိုးဘတ်စကားမစီးဘဲနဲ့ကိုပါရာကိုဗန်ကားစီးပြီးတော့လာမယ်။ကိုပါရာကိုနေသက်ဖြတ်မယ်ဆိုရင်လည်းမခက်ပါဘူး။ Passport Control ဆိုတဲ့လမ်းညွှန်ဆိုင်ဘုတ်တွေအတိုင်းရှောက်သွားလိုက်ပါကျွန်တော်တို့ကနိုင်ငံသားဖြစ်တာမို့အပေါ်ဓာတ်ကိုတက်ရပါမယ်။ထိုင်းဘက်ချမ်းကအထွက်သုံးထုပေးဖို့ခဏတန်းစီပြီးတော့ အထွက်သုံးထူရပါမယ်။ Immigration နေရာတွေမှာဓာတ်ပုံဗီဒီယိုရိုက်လို့မရတာမို့မြန်မာ passport ကင်ထားသူတွေအတွက် visa အကြောင်းကိုခဏနေကားပေါ်ရောက်ပြီးရင် ကျွန်တော်ဆက်ပြောပြပေးပါမယ်ဗျ။ထိုင်းဘက်အချမ်းမှာအထွက်သုံးထူပြီးရင်တော့ကမ္ဘောဒီးယားဘက်အချမ်းမှာအဝင်သုံးထူရပါမယ်။ခဏတန်းစီ Immigration ကသုံးထူပေးပြီးရင်ပြီးပါပြီ။အခုတော့ကျွန်တော်ကမ္ဘောဒီးယားဘက်ခြမ်းကို ရောက်ပါပြီ။ဘာအခက်အခဲမှမရှိဘဲနဲ့တော့ပြီးခဲ့ပါတယ်။ တခြားခီးတွေတွေစုံအောင် ခနာဆောင်ပြီးတော့ရင်နောက်လိုက်ခေါ်တဲ့အနောက်ကိုလိုက်သွားရုံပါပဲကားကလည်းကမ္ဘောဒီးယားဘက်ခြမ်းနယ်သက်ဂိတ်နားကနေစောင့်နေပါတယ်ကားလည်းပြောင်းစီးစရာမလိုပါဘူးထိုင်းဘက်အချမ်းမှာပဲ စီးခဲ့တဲ့ကားကို ပြန်စီးရတာမို့အဆင်ပြေတယ်ပြောရမယ်ဗျဗီဇာအကြောင်းပြောရရင်တော့ကျွန်တော်တို့မြန်မာ passport ကင်ထားတဲ့သူတွေက ကမ္ဘောဒီးယားကို လေနဲ့ပဲဝင်ဝင်အခုလိုမျိုးနယ်သက်ကနေပဲဝင်ဝင်ဗီဇာ free 14ရက်ရပါမယ်ဗျ တကူးတကဗီဇာလျှောက်ထားဖို့မလိုပါဘူးရွေးရှင်းတယ်လို့ပြောရမယ်ဗျထိုင်းဘက်အချမ်းကကြတော့အခုကျွန်တော်ဆိုရင် ထိုင်းမှာနှစ်ရှည်ဗီဇာနဲ့နေတဲ့သူဖြစ်တာမို့ကျွန်တော်လက်ရှိရထားတဲ့ဗီဇာကိုဆက်ပြီးတော့အသုံးပြုလို့ရအောင်ကျွန်တော်ရဲ့ဗီဇာမသေးအောင် ထိုင်းကနေထွက်တဲ့အချိန်မှာ reentry permit လို့ခေါ်တဲ့တုံးကြီးထူးခဲ့ဖို့လိုပါတယ်ဗျထိုင်းဘက်အချမ်းမှာ reentry counter ကတက်တက်ရှိပါတယ်ရင်နောက်လိုက်ကို reentry လုပ်မယ်ပြောထားရင် ူက reentry counter ကို ပြပေးပါလိမ့်မယ်။ reentry ထူတာအတွက် ကျွန်တော်ကတော့ဘတ်1200ပေးခဲ့ရပါတယ်။ဒါကတော့နှစ်ရှည် visa နဲ့ထိုင်းမှာနေတဲ့သူတွေအတွက်ပါ။တကယ်လို့ကိုကထိုင်းကို14ရက်အလယ် visa နဲ့လာပြီးတော့ကမ္ဘောဒီးယားကို သွားလည်ချင်တာဆိုရင်နေသက်ကနေသွားလည်လို့ရပါတယ်။14ရက်သမားတွေအတွက်ကတော့အခြေအနေကနှမျိုးရှိရဲ့ဗျ။ကိုကကမ္ဘောဒီးယားတဲကို နက်သက်ဂိတ်ကနေအခုလိုမျိုးဝင်ပြီးတော့ထိုင်းဘက်အထဲကိုလည်းနက်သက်ဂိတ်ကနေပဲပြန်ဝင်မယ်ဆိုရင် re-entry လုပ်ရပါမယ်မလုပ်ထားဘူးဆိုရင် ထိုင်းထဲကိုနက်သက်ကနေပြန်ဝင်လို့ရမှာမဟုတ်ပါဘူးကိုကအခုလိုမျိုးနက်သက်ကနေတော့ကမ္ဘောဒီးယားကိုဝင်မယ်ကမ္ဘောဒီးယားကနေပြန်ထွက်တဲ့အချိန်မှာနက်သက်ကနေပြန်မထွက်ဘူးလေရင်စီးပြီးထိုင်းကိုသွားမယ်မြန်မာဒါမှမဟုတ်တခြားနိုင်ငံကိုဆက်သွားမယ်ဆိုရင်တော့အခုနက်သက်ဂိတ်မှာ reentry လုပ်ခဲ့ဖို့မလိုပါဘူးဒီအတိုင်းပဲထိုင်းဘက်ချမ်းကနေအထွက်သုံးထုယုံနဲ့ရပါတယ်ကိုကကမ္ဘောဒီးယားတဲ့ကိုလေရင်နဲ့ဝင်ထားတယ်ထိုင်းကိုနေဇက်ဂိတ်ကနေပြန်ဝင်မယ်ဆိုရင်တော့ရမှာမဟုတ်ပါဘူးဒါကတော့14ရက်ဗီဇာသမားတွေအတွက်ပြောပြပေးတာပါဗျကမ္ဘောဒီးယားနေဇက်ကနေကားပြန်ထွက်တော့နေ့လယ်တနာရီဝင်းကျင်ရှိပါပြီကားပေါ်မှာကတော့နေ့လယ်သာထမင်းဘူးလေးတွေပေးတယ်ဗျကျောက်ထမင်းကြော်ပါ စားရတာတိတ်တော့အဆင်မပြေလှဘူးပဲပြောရမယ်ဗျကမ္ဘောဒီးယားဘက်ချမ်းမာကတော့စီဆိုင်ဒီဆိုင်မှာခဏရက်ပေးပါတယ်အချိန်ကတော့နေ့လယ်2နာရီဝဲဝင်းကျင်ရှိသွားပါပြီဒီမှာကတော့ time bank ငွေ3လို့မရတော့ပါဘူးဒေါ်လာ3လို့ရပါတယ်ကမ္ဘောဒီးယားငွေ3လို့ရပါတယ်ကျွန်တော်ကဘန်ကောက်မှာကလေးကဒေါ်လာလဲလာခဲ့ပြီးသားမို့လို့အဆင်ပြေပါတယ်အင်တာနက်ဆိုရင်လည်းပဲကျွန်တော်က roaming ဖွင့်ပြီးသားမို့လို့ထိုင်းစင်ကတ်နဲ့အင်တာနက်သုံးလို့ရပါတယ် ကားပေါ်မှာလည်းတောက်လျှောက် Wi-Fi ဖွင့်ပေးထားတာမို့ကားစီးနေတဲ့အချိန်အတွင်းမှာတော့အင်တာနက်အတွက်ကတိတ်တော့စိတ်ပူစရာမလိုဘူးလို့ပြောရမယ်ဗျ။ CM3 ကိုတော့ကျွန်တော်ညနေ4:00နာရီမှာရောက်ပါတယ်ဗျ။မနက်9:45ကကားစစီးတာညနေ4:00နာရီရောက်တယ်ဆိုတော့ကားစီးရတဲ့အချိန်က7:00နာရီ7:00နာရီခွဲလောက်တော့ကြာခဲ့တယ်ပြောရမယ်ဗျ။ကားဂိတ်နေရာကနေဟိုတယ်ကိုတော့တုတ်တုတ်လေးတွေစီးလို့ရပါတယ်။ကားဂိတ်မှာတုတ်တုတ်သမားတွေရှိသလို့ ကိုပါရာကို grab ကနေတုတ်တုတ်ခေါ်လို့လည်းရပါတယ်။ CNR မှာကတော့ taxi ထက်တုတ်တုတ်ကဈေးပိုတက်တာသလိုအစည်းရေလည်းပိုများပါတယ်ဗျ။မျိုးကတိတိလေးပဲဖြစ်တာမို့တုတ်တုတ်ငှားစည်းတာကလည်းဈေးမကြည့်ပါဘူး။ဆိုတော့အစအစအရာရာအရှင်ပြေပါတယ်။ကမောရီးယားကအပြန်ကိုတော့ကျွန်တော်ဘတ်စီးပြီးတော့ပဲပြန်ခဲ့ပါတယ်။ဒါပေမဲ့အပြန်ကိုတော့တခြားကားကုမ္ပဏီတစ်ခုကို ရွေးပြီးစီးခဲ့တာမို့အပြန်ခီးအတွေ့အကြုံကိုလည်းနောက်ဗီဒီယိုမှာဆက်ပြီးတော့ ပြောပြပေးပါမယ်ဗျကျွန်တော်ပြောဖို့ကြံသွားတာမျိုးရှိရင်လည်း comment မှာမေးထားခဲ့ပေးပါဗျနောက်ဗီဒီယိုတွေမှာဖြည့်ဆွက်ပြီးတော့ပြောပြပေးပါမယ်ခင်ဗျဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်လည်းအခုလိုဗီဒီယိုမျိုးတွေဖန်တီးမြှောက်ဝေပေးသွားအောင်မှာမို့ကျွန်တော် page လေးကို like and follow မလုပ်ရသေးရင်လုပ်ထားပေးကြပါအောင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ